ဤစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့မလာမြိုင်စိုက်ပျိုးရေးသွေးဟဆုကမ်ပဏီလီမိတ်တက်ကဖြစ်ပါတယ်။တော်သူကြီးများအားလုံးပဲမိင်္ဂလာပါခင်ဗျာ။စိုက်ပျိုးပညာဖြည့်ရှာမလာမြိုင်နဲ့လက်တွေ့ပါစီစဉ်ကနေဆိုလိုက်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့စီစဉ်တက်ဆက်သူမဆွန့်ပြပါ။ဒီမှာတော့ကျွန်တော်ကမလာမြိုင်ရဲ့စိုက်ပျိုးပညာရှင်ဦးဖြစ်တဲ့ကိုထွန်းနှုတ်ဦးနဲ့တွေ့ဆုံပြီးတော့မှတောင်သူကြီးအတွက်တကယ်ကိုအကျိုးရှိတယ်မဲ့စိုက်ပျိုးရေးသိပညာပူးတူတာတွေကိုဆွေးနွေးမေးမြန်းပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ အခုမင်္ဂလာပါဗျာမင်္ဂလာပါဗျာဟုတ်ကဲ့ပါဒီဘက်မှာကျွန်တော်တို့ဘရမာလုံးမေးတင်တာကကြတော့ဒီ site key နေမှာကြောက်ရွံ့တဲ့စစ်ပိုးနေပေါ့နော်စစ်ပိုးအမျိုးအစားဘယ်နဲ့မျိုးလောက်ရှိရဲဆိုတာကိုရှင်းပြပေးပါဦးဒီအောက်မှာကြီးနေနဲ့ကျွန်တော်တို့ဟိုသုံးသက်ကြည့်ရမယ်ဆိုအများစုကြတာတွေကကျွန်တော်တို့အဝိုင်းလုံးစစ်ပိုးကြတတ်တယ်ဝိုင်းအောင်ဟုတ်နော်ဟိုအဓိကတော့ခန္ဓာကိုယ်မှာအဝိုင်းအောင်လေးဖြစ်နေတယ်နောက်တစ်ခါကြလို့ရှိရင်အဲပန်းအောင်စပူပေါ့ဒီခန္ဓာကိုယ်ကပန်းအောင်လေးတန်းနေတယ်ဆိုတော့ပန်းအောင်စပူကြတယ်ဒါတော့ကျွန်တော်တို့အောက်ဘက်မှာအများစုဘယ်စဘာမျိုးမဆိုစဘာကြီးတိုင်းမှာအများတန်းတွေ့ရတဲ့စပူ ောက်ပြီးတော့ဒီစစ်ဘူးခေါင်းမဲစစ်ဘူးဆိုတာမျိုးရှိသေးတယ်။သူကကျတော့ဒီခေါင်းကအလုံးကအမေရ။ဒါပေမဲ့သူတို့ရဲ့ဒီခန္ဓာကိုယ်ဖွဲ့စည်းပုံတွေကတော့ဟိုဒီမျိုးရင်းအတူတူပဲဖြစ်တဲ့ကြောင့်တိတ်တော့မကွာဘူး။အယောင်လောက်ပဲကွာ။အယောင်လောက်ပဲကွာသွားတာ။ဒီစစ်ဘူးဆိုတဲ့ဟာကလည်းကျွန်တော်တို့အများစုကြားတဲ့ဒါကကျွန်တော်တို့ဒီပြိုးတောင်အောင်ပြီးတော့မှရွှေပြောင်းဆိုင်တဲ့အခင်းတွေမှာဆိုရင်ဒီပြိုးခင်းအစ်စ်မာတွေကသူကကြားတယ်။ဟုတ်ကဲ့ပါ။အဲ့လိုမှမဟုတ်ဘူး။ဒါရဲ့ကျဲတဲ့ဆိုတဲ့အခင်းတွေမှာဆိုအနည်းဆုံး55ရင်း20ဒါလောက်ကစပြီးတော့ဒီပိုးတွေကစကြတယ်။ကြတော့ ဒီကျွန်တော်တို့ဒီစပါးဆိုင်တဲ့ပုံကိုယ်တွေနောက်ပိုင်းမှာဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ဒီမြေရောင်ပုတ်သက်စီတွေတုံးလာကြတယ်။ဟိုဒီမြေရောင်ပုတ်သက်စီကလည်းပိုးကြမှာဆေးဖြန်းလာတဲ့စာလို့ရှိရင်ဒီမြေထဲမှာထည့်ထားခြင်းအဖြစ်ဟိုအလုတ်ရှုပ်သက်တာမြေကိုညာစိတ်သက်တာမြေနောက်ဒီစစ်ပိုးကြောင်မှုပေါ်မှာလေကျွန်တော်တို့ကဟိုပါပေါ့ဒီဒီအတက်နိုင်ဆုံးသူကထိန်းလို့ရတယ်။ဟုတ်ကဲ့ပြော။စစ်ပိုးကစကင်းကိုကြပြီလို့ရှိရင်အဲ့စကင်းအတွက်ဒါဘယ်လောက်ထိအန္တရာယ်ဖြစ်နိုင်လဲ။ဖြစ်တာပေါ့ကျွန်တော်တို့တကယ်စစ်ပိုးကျွန်တော်တို့ outbreak တကယ်ဆိုးဆိုးဝါးကြသွားတဲ့အခြေအနေဆိုလို့ရှိရင် တော်စဘာပင်ပွားတွေအပင်တွေပင်ပွားတွေမထွက်နိုင်တော့ဘူးအဲထွက်လာတဲ့ကျွန်တော်တို့အနှံလည်းလုံးဝအစိမ့်ဆံမအောင်တော့ပဲအနှံအချောက်တွေဖြစ်သွားတာအဖြူတွေဖြစ်သွားတာဆိုတော့အဲဒီမှာစဘာအထွက်ကိုဟိုရာလုံးပြည်ဒီဘာလောက်ကိုဒီကျွန်တော်တို့တောင်းလို့ကိုဒဇင်လွတ်တောင်မှဟုတ်ကဲ့ဖြစ်ခဲ့မှုတဲ့အနေထားမျိုးတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကစေးဖြန်းလာတဲ့စားလို့ရှိရင်ဒီမြေတွင်အောင်းကနေမှ ကြိုကာပြီးတော့ထည့်ထားတာကိုကျွန်တော်တို့ကပို့ပြီးတော့ထည့်ရောက်တာပေါ့ထည့်ရောက်တာပေါ့ကျွန်တော်အဲ့ဒါကိုပို့ပြီးတော့ကျွန်တော်အားပေးပါတယ်ဗျဟုတ်ဟုတ်ကဲ့ပါအဲ့တော့တကယ်လို့စစ်ပုတ်အန်တွေကြားရောက်ပြီဆိုလို့ရှိရင်ရောကျွန်တော်တို့ဒီတောင်တူကြီးတွေနေနေပေါ့နော်ဟုတ်ကဲ့အဲဘယ်လိုမျိုးတုတ်တင်တင်လဲဘယ်လိုစီးမျိုးတုံးတင်လဲစိုက်ကင်းတဲ့ကိုဖလန်မလာနိုင်ရင်ဥမဥနိုင်တော့ဥမဥနိုင်ရင်ကျွန်တော်စစ်ပုတ်ကြားရောက်မှုကိုတားလို့ရတယ်အကြိတ်သူဒီဟိုစပားမြန်မာစစ်ပုတ်အကောင်ကဘလောက်ကောင်ကရှိနေခဲ့သည်ရှိတော်လဲသူကပင်လုံးမြအာလီတင်ရှိတဲ့ကြောင့်အမြစ်ကနေမှဒီဆေးကိုစုပ်ယူစားတော့ပြီးတော့မှအပင်ထဲမှာရှိနေတဲ့စစ်ပုတ်ကို ိမ့်နေနိုင်တယ်ဆိုတာရှိတယ်ဟုတ်ကဲ့ဗျာအဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမာလမြတ်ပိုးစင်ကိုတော့ကျွန်တော်အဓိကထားပြီးညွှန်ပေးတယ်အခု၃တာတောင်မှကျွန်တော်တို့တေကစားတော့ဆိုလို့ရှိရင်အနည်းဆုံး၄၅ထုပ်လောက်သွင်းအောင်လည်းတော်တော်အဆင်ပြေပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုမျိုးကျွန်တော်ပြည့်စုံဖြည့်ပေးတာရောပြီးတော့စေးလေးလည်းညွှန်ပေးလို့လည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပါခင်ဗျာမြေရင်းစစ်ပိုးဒိုးချင်းပိုးစင်တောင်သူတိုင်းထွက်မာလမြတ်